Hello အားလုံးပဲမင်္ဂလာပါ United Show ကနေကြိုဆိုပါတယ်ဆိုတော့ကွင်းလန်နဲ့ပတ်သက်လို့ Manchester United ကတောက်လျှောက်ဆိုသူတို့သတင်းတွေပြန်ထွက်လာပါပြီအဲဒီတော့ United အနေနဲ့ဇန်နဝါရီမှာကွင်းလန်လူထပ်ပြီးတော့ခေါ်နိုင်ပါမလားဒါနဲ့ပတ်သက်လို့လည်းသတင်းတွေအမျိုးမျိုးထွက်လာတယ်ဆိုတော့လက်ရှိ Richard Fee ရဲ့ report ကိုကျွန်တော်ကြည့်ကြည့်အောင် Richard Fee ကတော့အသင်းရဲ့ကွင်းလန်နဲ့ပတ်သက်လို့ပေါ့နော် Manchester United ကစောင်းရသည့်ဈေးကွက်အတွင်းမှာကွင်းလန်လူတစ်ခေါ်ဖို့အတွက်အစီအစဉ်မရှိဘူးဆိုပေမဲ့လို့ပေါ့နော် လက်ရှိကွင်းလေလူတွေကတရားရောက် injury ပြဿနာမျိုးဘာလို့ကျွန်တော်ကြုံခဲ့ရပြီဆိုရင်ဒါမှမဟုတ်ဘူးဆိုလို့ရှိရင်ဈေးကွက်ထဲမှာကျွန်တော်လုံးဝလက်မလွတ်တဲ့ကစားမတယောက်ကိုခေါ်နိုင်မဲ့အခွင့်အရေးမျိုးရှိခဲ့တယ်ဆိုလို့ရှိရင်တော့အချင်းဒီဟာရုပ်ကြီးပြောင်းလဲသွားနိုင်စွမ်းရှိတယ်ပေါ့အမိုရင်ကတော့တပတ်ကိုအနည်းဆုံးနှစ်ပွဲလောက်ကိုအဆင်ပြေပြေကစားနိုင်မဲ့ပရီးမီးယားလိကွင်းလေကစားမကိုခေါ်တာက အသင်းအတွက် စွန်စားမှုနည်းတဲ့ခေါ်ယူမှုမျိုးဖြစ်လိမ့်မယ်လို့ယူဆထားတယ်ပေါ့နော်အဲ့တော့အတင်းရဲ့ဇန်နဝါရီအပြောင်းအရွှေ့မှာကွင်းလေလူခေါ်မခေါ်သည်လက်ရှိမှာပုံသေးပြောလို့မရသေးပဲနဲ့အချိန်ဒီပေါ်မူတည်ပြီးတော့ပြောင်းနိုင်နေဆိုတဲ့ပုံစံမျိုးပဲကျွန်တော်တို့ United နဲ့ပတ်သက်လို့သတင်းထွက်ထားတာတွေက United ရဲ့ဘက်ကဇန်နဝါရီမှာเนาะကျွန်တော်ရီရူကစားမရီရှိကစားမခေါ်မယ်မခေါ်ဘူးဆိုတာမျိုးတွေနဲ့ပတ်သက်လို့သတင်းထွက်ထားတယ်เนาะရီရူဆိုလို့ရှိရင်ကျွန်တော်တို့ကကော်နာဂယ်လေဟာတို့လို့ကစားမတွေသတင်းထွက်တယ်ဒါပေမဲ့လို့ရီရှိဘိုင်းနဲ့ပတ်သက်လို့ရှိရင် စတယ်လာရုနဲ့တရင်ထွက်တယ်အီလီယိုအန်ဒါဆန်အဒမ်ဝါဒမ်ကာလို့စ်ပါလဲပါဒီကစားမကြီးနဲ့ပတ်သက်လို့တရင်တွေထွက်တယ်ပေါ့ဒါပေမဲ့လို့အဲ့ဒီရေရှည်တရင်ထွက်တဲ့ကစားမတွေကအသင်းရဲ့အရင်ကြိုက်တဲ့ကစားမတွေတူတော်လည်းပဲဇန်နဝါရီပဲတောင်းမရောက်သေးတဲ့အချိန်မျိုးမှာဇန်နဝါရီကာလမှာဒီကစားမတွေကိုခေါ်နိုင်မှုအတွက်ငွေ၃ဘာမလားဆိုတဲ့မေးခွန်းကပဲထိတ်မှပိတ်နေပြီးတော့ဗောနော် ငါတို့ဇန်နဝါရီမှာခေါ်ပါမလားမခေါ်ဘူးလားဆိုတာနဲ့ပတ်သက်လို့ကျွန်တော်တို့ကဘာမှပြောလို့မရသေးဘူးဖြစ်နေတာ။ဒါကြောင့်ဇန်နဝါရီပြောင်းရွှေ့ကိုနီးလာလေ United နဲ့အပြောင်းရွှေ့ပတ်သက်တဲ့သတင်းတွေဟာအများကြီးထွက်လာလေဖြစ်အောင်ပါပဲ။ဆိုတော့လက်ရှိပုံစံအရကျွန်တော်သတင်းတွေ report တွေတော်တော်များများရကြည့်ရင် United ကဇန်နဝါရီမှာကွင်းလေလူခေါ်ဖို့မရှိဘူး။ခုနကပြောသလိုပဲ Casemiro, Bruno Fernandes အသင်းရဲ့ပင်လယ်ကန်အာဒီကွင်းလေကစားမနှစ်ယောက်သူတို့နှစ်ယောက်တည်းကတရားရောက်တာ injury ပြဿနာကြုံခဲ့ရမယ်ဆိုရင်မဖြစ်မနေဆိုလို့ခေါ်ရမယ့်အခြေအနေရောက်လာပြီဆိုတော့ကွင်းလေလူထပ်ခေါ်ဖို့ခေါ်မယ်။ မဟုတ်ဘူးပေါ့နော် okay anderson ကတော့ဟေးဇန်နဝါရီပြောင်းရွှေ့မှာမင်းဒီ nordian forest ကနေပြီးတော့လုံးဝကိုအသင်းကနေထွက်ချင်ပြီဆိုပြီးတော့ပြောလိုက်ပြီပေါ့နော်ဒါကစားမကိုခေါ်မဲ့အခွင့်အရေးကောင်းရှိနေပြီဟေးဆိုလို့ရှင်တော့ united ကဂျိုပန်ကောင်ဂျိုပန်လိမ့်မယ်အဲ့လိုမဟုတ်ဘူး adam warden ကလည်း okay ငါတော့ crystal palace ကထွက်ချင်တယ်ဟေးဆိုရင်တော့ခေါ်ဖို့အတွက်အခွင့်အရေးကောင်းဖြစ်နေတာဖြစ်တဲ့အတွက် united ကဒါကိုလက်မလွတ်ချင်တဲ့ပုံစံမျိုးမြင်ရနိုင်တယ်အာ brighton ရဲ့ဘက်ကတော့ carlos barleba ကိုပြီးခဲ့တဲ့ຫນွေကလိုမျိုးအများကြီးတန်ကြီးမြင့်မြင့်တောင်းလို့မရတော့ဘူး တောင်းလို့မရတော့ဘူးဆိုတဲ့ခါကျတော့ငါတို့ဒီဇင်ဘာကြီးမှာလက်လုံးမဖြစ်တော့မယ်ဒီတက်ပို့ပြီးတော့တန်ကြီးကျော်လို့မဖြစ်တော့ဘူးပေါ့ຫນွေကြရင်ဒီလောက်ရရင်မှရတော့မယ်ဆိုပြီးတော့ဇင်ဘာကြီးမှာအမှန်ကန်ရောင်းဖို့ကျူးပန်းလာရင်ယူနိုက်တက်ကအဲ့ဒီအခွင့်အရေးကိုလက်မလို့ပဲကျွန်တော်ကျူးပန်းကောင်းကျူးပန်းလိမ့်မယ်ပေါ့ဆိုတော့ဒီလိုအချိန်နေနှစ်ရက်မှာပဲကွန်းလေကစားမတစ်တယောက်ကရောက်လာနိုင်မှာမဟုတ်ရင်တော့ကွန်းလေလူတစ်ယောက်ကရောက်လာဖို့မရှိဘူးပေါ့ဒါကဖြစ်နိုင်ခြင်းအများဆုံးအချိန်ကြီးပါဖြစ်နိုင်ခြင်းအများဆုံးအချိန်ကြီးပါအသင်းတို့ကဘာလို့လဲဆိုတော့အသင်းကဇန်နဝါရီမှာကျွန်တော်တို့နေငွေအများကြီးတုံးနိုင်စွမ်းမရှိလို့ပဲ ပြီးခဲ့တဲ့နေရာဒီပြောင်းရွှေတိုက်စစ်တုံးနေရာမှာတန်း200ကျော်ကျွန်တော်တုံထားတယ်ဂူသမားတယောက်ကိုကျွန်တော်ခေါ်ထားတယ်ကွင်းလယ်မှာလက်မလွတ်နိုင်တဲ့အနေအထားတွေနဲ့အတူကျွန်တော်တို့ဘယ်ကစားမမှန်ခေါ်ဖို့အတွက်အဆင်မပြေဖြစ်နေတာဆိုတော့ပြီးခဲ့တဲ့နေရာဒီပြောင်းရွှေမှာကောင်းတာတစ်ခုကတော့ဘာလီဘာကိုကျွန်တော်တို့ခေါ်ဖို့အမှန်ကန်ကျူးပန်းခဲ့တယ်ဒါပေမဲ့လည်းလို့ပေါ့နော်ကာလို့စ်ဘာလီဘာကိုလုံးဝဒီ Brighton ရဲ့ဘက်ကလက်မလွတ်ချင်ဘူးဆိုတော့အပြောင်းရွှေ့ကမဖြစ်မြောက်ခဲ့ရဘူးဆိုတော့ OK အဲ့ဒီငွေကဇန်နဝါရီမှာတုံးလို့ရချင်းရမှာပဲဆိုတဲ့ပုံစံမျိုးလည်းရှိရပါတော့เนาะကျွန်တော်တို့ဗျာအမှန်တမ်းပြောရင် မထင်ပါဘူးမထင်ပါဘူးဇန်နဝါရီမှာလူခေါ်ဖို့ပါလေအတန်းရာချီကစားမတရားကိုထွက်ခေါ်ဖို့ကမထင်ပါဘူးကျွန်တော်ခုနကပြောသလိုပဲကျွန်တော်ဇန်နဝါရီမှာခေါ်မယ့်ကစားမသည်ကစားမခေါ်မရမှာအဲခေါ်မယ့်ကစားမသည်ပါတီပါချက်ကစားမမျိုးကျွန်တော်ဖြစ်လို့မရဘူးဗျာအသင်းတို့ရေချီတုံးလို့ရမယ်တကယ်လည်းပဲလက်ရှိအသင်းရဲ့အားနည်းချက်တွေကိုဖြစ်ပြီးနိုင်မယ်ဆိုတဲ့ကစားမမျိုးကိုကျွန်တော်ကခေါ်မကျွန်တော်ရမှာအဲ့တော့ကျွန်တော်လက်ရှိမှာဆိုလို့ရှင်အီလီယောအန်ဒါဆန်ရှိမယ်ပြီးလို့ရှင်ကျွန်တော်ကကာလို့စ်ပါလေပါရှိမယ်စတဲလာရှိမယ်အဒမ်ဝါဒမ်ရှိမယ်အီလီယောအန်ဒါဆန်ဒီ ရာဒီမကုန်မချင်းထွက်မှာမဟုတ်ဘူး။ဝါချမ်လည်းဒီတိုင်းပဲ။နော်။စတေလာလည်းဒီတိုင်းပဲ။စတေလာကတော့ဂျာမန်လိဂ်ကဖြစ်နေတဲ့ကျွန်တော်ကျိုးပန်းရာကောင်းရနိုင်နေဗျ။ပရီးမီးယားလိဂ်ကစားမာရီကမရနိုင်ဘူးသိကြတယ်ရာဒီမကုန်မချင်း။ဆိုအဲ့ဒီတည်းကမှကာလုစ်ပါလေပါတယောက်ပဲ။ဒါတော့မှဒီကောင်ခြေသွမ်းတိုင်ပက်နေတော့လက်လုံကောင်းလက်လုံလိမ့်မယ်။အဲ့လိုမျိုးပဲကျွန်တော်မျှော်လင့်ရမှာ။တခြားတော့နီးတော့ကျွန်တော်မရှိဘူးဗျာဒါသိကြတယ်။အဲ့တော့ United နေနဲ့ကျွန်တော်ဘာလို့ကွင်းလေမှာဇန်နဝါရီပြောင်းရှုမှာတော့ခွန်နိုင်ကြီးကတအားကိုနေတယ်လို့ကျွန်တော်ထင်တယ်။ဆိုတော့ဥကာဒီတို့နဲ့ပဲဆက်ပြီးတော့နှစ်ပါးသွားမယ်နေသားမျိုး။ ်ဦးကာဒီတို့ကိုလက်လွတ်နိုင်နေဆိုလို့ကျွန်တော်နောက်တစ်ယောက်ကိုခေါ်ကောင်းခေါ်လိုက်မယ်ဒါပေမဲ့လက်ရှိအတင်းရဲ့ဇန်နဝါရီပုံစံကငါတို့ရဲ့ကစားသမားတွေကိုနောက်ထပ်လူတစ်ယောက်ခေါ်ဖို့အတွက်မဖြစ်မနေအရင်လက်လွတ်ဖို့ကြိုးပမ်းမယ်ဟိဆိုတာတဲ့ရှိတဲ့ကစားသမားတွေကိုရအောင်ထိန်အစင်မပြေနောက်ထပ်တစ်ယောက်မဝယ်ဘူးပြဿနာမရှိဘူးငါတို့ဒီပုံစံလေးနဲ့ထိန်ပြီးတော့ຫນွေຢာဒီကုန်းတိသွားမယ်ဆိုတဲ့ပုံစံမျိုးနော်ຫນွေຢာဒီကြမှာငါတို့အမှန်ကန်အားပြကြမယ်ဆိုတဲ့ပုံစံမျိုးပါပြီးခဲ့တဲ့ຫນွေရလို့အဲ့တော့ United ရဲ့ဇန်နဝါရီပြောင်းရွှေ့မှာအများကြီးမျောလင့်မှထားတာအကောင်းဆုံးပဲ င်ရပြည်တနာတွေပါပြီးကြုံဖို့လဲကျွန်တော်ကမမျှော်လင့်မှရမယ်เนาะအဆင်မပြေဘူးဗျာအဲ့တော့ United အနေနဲ့ကိုဘီမိန်းနူးတို့ဥကာဒေးတို့နှစ်ယောက်ထဲကတရရောက်ကိုလက်လို့ရရင်တော့ထပ်ပြီးတော့ခေါ်လိမ့်မယ်လို့ကျွန်တော်ထင်တယ်မဟုတ်ဘူးဆိုရင်တော့အတင်းကဒီတိုင်းပဲကျွန်တော်ဆက်ပြီးတော့သွားဖို့ရှိတဲ့ရာသီကုန်ထိဇန်နဝါရီမှာပဲအပြောင်းအလဲမှတွေ့ရလိမ့်မယ်လို့ကျွန်တော်မထင်ဘူးကျွန်တော်ညီကလို့ရောဘလူမြညာလည်းလက်ရှိအသင်းရဲ့အနေထားရဲ့ဇန်နဝါရီမှာလူခေါ်လိမ့်မယ်လို့ထင်ကြလားဆွေးနွေးကြပါအောင်အားလုံးကိုကျေးဇူးများကြီးပါတယ်